အဲ့ဒီ library မှာကြိုဆိုလိုက်ပါရယ်ဗျကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ဖတ်မိသိရှိတဲ့နိုင်ငံတကာသတင်းတွေကိုကျွန်တော်တို့လိုပဲသတင်းကိုစိတ်ဝင်စားတဲ့သူတွေသတင်းကိုချိန်ပြီးပြီးတနည်းအားဖြင့်မဖတ်ရှုနိုင်သူတွေနဲ့သတင်းကိုခိုင်မာတိဆောက်လို့သူတွေအတွက်အထောက်အကူဖြစ်စေရန်ပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်အဲ့လိုမျှဝေတဲ့နေရာမှာကျွန်တော်တို့အစီအစဉ်များစွာရှိတဲ့အထက်ကဒီစီစဉ်ကတော့အများစိတ်ဝင်စားကြတဲ့အစီအစဉ်တွေကတခုဖြစ်တဲ့အခြေအနေတခုဖြစ်တဲ့ Russia Ukraine ပြည်ပကဆိုင်ရာသတင်းများစုစည်းမျှဝေခြင်းဖြစ်ပါတယ်ဗျာ ရုရှားယူကရိန်းနေတိုပြည်ပကဆိုင်ရာသတင်းများစစ်စစ်မှုအပိုင်း55ဖြစ်ပါတယ်ဒီနေ့မျှဝေပေးမယ့်အကြောင်းအရာဒီမှာကရုရှားရဲ့နျူကလ িয়ার စွမ်းအင်သုံးအတားဆီးမဲ့ကန့်သတ်မဲ့ဒုံစမ်းသတ်မှုစွန့်ရင်တဲ့သဘောထားအမြင်နေအဲ့နောက်မှာတော့အမေရိကန်သမ္မတကရုရှားရဲ့နျူဒုံအသစ်စမ်းသတ်မှုအပေါ်ဘာပြောခဲ့လဲဆိုတဲ့အခြေအနေပြီးရင်တော့မြောက်ကိုရီးယားကဂျာဆုံစစ်တီထိမ့်မဲ့အဆောက်အအုံနိုင်ငံသားဝင်ကြီးရဲ့ရုရှားခီးစင်နဲ့နိုင်ငံသားဆက်ဆံရေးအခြေအနေတွေ အဲ့နောက်မှာတော့ American ရဲ့ Russia ပေါ်ရေးယူမှုနဲ့ပတ်သက်လို့ Russia ရဲ့တုံ့ပြန်စကားပြီးရင်တော့ Finland ကာကွယ်ရေးဝန်ကြီးရဲ့ Russia ကိုချိန်မုံမှတရုတ်ကိုထိန်းချုပ်ထားနိုင်မယ်ဆိုတဲ့ပြောစကားအဲ့နောက်မှာလက်တလုံးနှစ်ဖက်တိုက်ခိုက်မှုနဲ့စစ်ရေးချီတီနဲ့နောက်ဆုံးမှာတော့ Russian Ukraine စစ်ကိုကြိုတင်ခံမှန်းခဲ့သူရဲ့ဒီချိန်သတိပေးခံမှန်းမှုကဘာလဲဆိုတဲ့အကြောင်းအရာတွေကိုစူးစိမ်းမျှဝေပေးသွားမှာဖြစ်ပါတယ်ဗျပထမဆုံးကတော့ ရုရှားရဲ့နျူကလ িয়ার စွမ်းအင်သုံးအတားအဆီးမဲ့ကန့်သတ်မဲ့ဒုံစမ်းသတ်မှုစွမ်းရည်နဲ့သဘောထားအမြင်တွေပါရုရှားစစ်တပ်ရဲ့စေစည်းချုပ်ဘယ်လရီဂျာရက်စီမော့ဖ်ကဘယူရင်ဘက်စနစ်ဒုံးကြီးကိုအော်တိုဘတ်21ရက်ကကီလိုမီတာ14000กว่าဝေးထိစမ်းသတ်ပြစ်လွတ်အောင်မြင်ခဲ့ပြီးဒီစမ်းသတ်မှုဟာ15နာရီခန့်ကြာမြင့်ခဲ့တယ်။အဲ့ဒုံးကြီးကဒီกว่าဝေးထက်လည်းပိုပြီးရောက်ရှိနိုင်တယ်ဆိုပြီးတော့ရုရှားသမ္မတကိုရှင်းလင်းတင်ပြခဲ့ပြီး ဒုံငင်းလုံးနဲ့လေချောင်းရံကာကွယ်စနစ်တွေကိုရှောင်ကွင်းနိုင်တဲ့အဲ့ဒီဒုံကြီးရဲ့မြင့်မားတဲ့ဆွမ်းဆောင်ရည်တွေကိုအခုစမ်းသပ်မှုကလက်တွေ့ပြခဲ့တာလို့ဆိုသွားပါတယ်။အဲ့နောက်တော့ရုရှားသမ္မတဗလာဒီမီယာပူတင်ကရုရှားစစ်တပ်ရဲ့တမှုတွေနဲ့အစည်းအဝေးပြုလုပ်စဉ်အောက်တိုဘာ26ရက်မှာရုရှားနိုင်ငံကနျူကလ িয়ার စွမ်းအင်သုံး Beauty Vexnik Crooks ဒုံကြီးကိုနောက်ဆုံးဆင်သက်မှုတွေပြီးမှအောင်မြင်ခဲ့ပြီဖြစ်တဲ့အဲ့ဒီလက်နက်တွေတက်ခတ်ရေးတောင်းထမ်းဆောင်နိုင်မှု လုံဆောင်စရာတော့အများပြားကျန်သေးတယ်ဘလို့ပဲဖြစ်ဖြစ်အဓိကရေမှန်းချက်တွေပြည့်မြောက်ခဲ့ပြီဖြစ်တယ်လို့ပြောကြားသွားခဲ့တာကိုတွေ့ရပါတယ် Beauty Vacnix ဒုံးကြီးဟာကဘာပေါ်မှာဘယ်သူမှမပိုင်ဆိုင်သေးတဲ့ထူးခြားတဲ့ဒုံးကြီးဖြစ်တယ်လို့ပြောကြားခဲ့ပြီးတော့ဒီဒုံးကြီးဤတစ်ကအကန့်အသတ်မရှိတဲ့အကွာအဝေးကိုရောက်နိုင်တယ်လို့သမရဖူတင်ကဖြစ်ဆွပြောကြားခဲ့ကြောင်းလည်းသိရပါတယ်အဲ့ဒီပြင်ဒီဒုံးကြီးအစ်စ်ကိုရုရှားကြီးတဲ့မှာအသုံးပြုဖို့အတွက်လွဲတဲ့အခြေခံစာအုပ်တွေပြင်ဆင်မှုလှုပ်ဆောင်မှုပူတင်ကညွှန်ကြားခဲ့တယ်လို့လည်းဆိုပါတယ် ဗီရီဗက်နစ်တုံးကြီးဟာ2018မတ်လတရက်နေ့မှာရုရှားသမ္မတဗလာဒီမီယာပူတင်ကြီးညာခဲ့တဲ့ရုရှားရဲ့မာဗျော်မြောက်ဒုံးကြီး6ခုတည်းကတခုဖြစ်တယ်လို့လဲဆိုပါတယ်။အရင်တုန်းကကမ္ဘာရဲ့အဝေးဆုံးရောင်းပစ်နိုင်တဲ့ဒုံးကြီးကရုရှားရဲ့ RS-28 Summit ဒုံးကြီးဖြစ်တယ်လို့သိရပါတယ်။အဲဒီဒုံးကြီးဟာ30ဖောက်ပြန်နိုင်ပြီးတော့လောင်စာရေသုံးသာမိုနျူကလ িয়ার လက်နက်ဖြစ်ပြီးတော့ကီလိုမီတာ18000กว่าဝေးထိရောက်တယ်လို့ဆိုထားပါတယ်။နေတိုးဖွဲ့က SSCX9 Skyfall လို့အမည်ပေးထားတဲ့ 9M730 Bury Vecnik Strong Padrel ဒုံးကြီးကရုရှားရဲ့နျူကလ িয়ার ထိပ်ဘူးတက်ဆင်နိုင်တဲ့နျူကလ িয়ার စွမ်းအင်သုံးအနိုင်ပြန် Cruise ဒုံးကြီးအမျိုးအစားဖြစ်ပြီးတော့အကွာအဝေးအပြင်ကန့်သတ်မရှိပြန်တန်းရောက်ရှိနိုင်ပြီးဒုံးကြီးကောင်ကွယ်စနစ်ကိုရှောင်ကွင်းနိုင်စွမ်းရှိတယ်လို့ဆိုထားပါတယ်။အခြားလက်ချက်လက်တစ်ခုမှာတော့ဒီဒုံးကြီးတက်ကထူးခြားတဲ့နျူကလ িয়ার စွမ်းအင်ရှိလက်နက်ဖြစ်ပြီးတော့အကွာအဝေးကီလိုမီတာ တောင်းလေးတောင်မိုင်အပြင်1800အထိပြန်တန်းနိုင်တဲ့ဒုံးကျည်ဖြစ်တယ်လို့ဆိုပါရယ်အမေရိကန်သမ္မတ Trump ရဲ့ရွှေကွန်ချာလို့ခေါ်တဲ့ဒုံးကျည်ရန်အကာအကွယ်ရေးစနစ်ပေါ်ဆောင်မှုနဲ့ပတ်သက်လို့ပြောဆိုထားတဲ့နေရာမှာအဲဒီစနစ်ကအမေရိကန်ဘော်ဒုံးကျည်တိုက်ခတ်မှုတွေကနေအပြည့်အဝကာကွယ်နိုင်စွမ်းရှိမယ်လို့ဆိုပေမဲ့လည်းဒီ Beauty Vetnix ဒုံးကျည်ကတော့ရွှေကွန်ချာစနစ်လို့စနစ်ကိုရှောင်လွှဲနိုင်မှုစီမံထားတာမျိုးဖြစ်တယ်လို့ဆိုပါရယ် Middlebury College ကနျူကလ িয়ার မပြတ်မွားရေးဆိုင်ရာကျွမ်းကျင်ပညာရှင်တူဖြစ်တဲ့ Jeffrey Lewis ကတော့1986ခုနှစ်ကပေါက်ကွဲပြီးနျူကလ িয়ার ဘေးဒုက္ခစုတွေကြုံခဲ့ရတဲ့နျူကလ িয়ার မှာရှိတဲ့ sorry ukraine မှာရှိနေတဲ့ nuclear database စိတ်ရုံဟောင်းတစ်ခုကိုရည်ညွှန်းပြီးဒါဟာပြန်တန်းနေတဲ့အသေးစား channel ဘိုင်းမယ်လို့ပြောဆိုသွားခဲ့ကြောင်းသိရပါတယ်။နောက်တဲ့အကြောင်းအရာတစ်ခုက American သမ္မတက Russia new ဒုံးစမ်းတက်မှုအပေါ်ဘာပြောခဲ့လဲဆိုတဲ့အကြောင်းအရာပါ ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကရုရှားသမ္မတရဲ့ဒုံးကျည်စမ်းသပ်မှုဆိုင်ရာသတင်းထုတ်ပြန်တာနဲ့ပတ်သက်ပြီးတော့ရုရှားသမ္မတဗလာဒီမီရီယံပူတင်ရဲ့ထုတ်ပြန်ချက်ဟာမသင့်တော်ဘူးလို့အော်တိုဘာ29ရက်နေ့မှာပြောကြားခဲ့ကြောင်းသိရပါတယ်ဒေါ်နယ်ထရန့်က Air Force 1လေယာဉ်ပေါ်မှာသတင်းထုတ်တွေကိုပြောကြားရမှာသူ့အနေနဲ့ယူကရိန်းမှာဖြစ်ပွားနေတဲ့စစ်ပွဲကိုအဆုံးသတ်တဲ့နဲ့တပတ်နဲ့ပြီးတဲ့စစ်ပွဲကအခုဆိုရင်၄နှစ်ထဲကိုရောက်လာတော့မယ်ဒုံးကြီးတွေစမ်းသပ်နေမယ်အစားသူလုံးတဲ့အရာကစစ်ပွဲပြီးသွားဖို့လို့ပြောခဲ့တယ်ဆိုပြီးသိရပါတယ်။ထရန့်ကသူ့ရဲ့ သမရဒုတိယတက်တန်းမှာသမရဖြစ်တရားဝင်ရောက်ရှိပြီးနိုင်ပိုင်းအတွင်းမှာယူကရိန်းစစ်ပွဲအမြန်ပြီးဆုံးအောင်လုပ်သွားမယ်လို့ဂရီပေးခဲ့ပေမဲ့လည်းအခုထိစစ်ပွဲကမပြီးနိုင်သေးပဲနဲ့ရုရှားရဲ့ရုရှားနဲ့ယူကရိန်းတို့ရဲ့ဆွေးနွေးမှုဆွေးနွေးမှုတွေအားလည်းအမေရိကန်သမရကိုရိုင်းဂျာဝင်စိတ်ဆက်မှုရှိနေတဲ့တိုင်အောင်ရပ်တန့်နေသေးဖြစ်တာကိုတွေ့နေရပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကတော့မြောက်ကိုရီးယားကကြာဆုံးစစ်တီအထိမ့်မဲ့အဆောက်အအုံမြောက်ကိုရီးယားနိုင်ငံသားရဲ့ဝင်ကြီးရဲ့ရုရှားခီးစင်နဲ့နှစ်နိုင်ငံသားဆက်ဆံရေးအခြေအနေတွေပါ။ အခုနောက်ပိုင်းကာလတွေမှာအထူးသဖြင့်ရုရှားယူကရိန်းပြဿနာနောက်ပိုင်းမြက်ကိုရီးယားနဲ့ရုရှားကြားကတည်တာတဲ့ဗက်ဆုံဆက်ဆံရေးတွေတိုးမြင့်မှုတွေရှိလာနေတာဖြစ်ပါတယ်။အဲ့ထဲမှာအထင်ရှားဆုံးဖြစ်ရတစ်ခုကတော့မြက်ကိုရီးယားစစ်သားတွေကရုရှားဘက်ကနေပြီးတော့တိုက်ပွဲဝင်ပေးခဲ့ကြတာပဲဖြစ်ပါတယ်။မြက်ကိုရီးယားပိုင်း KCNA သတင်းအေဂျင်စီကယူကရိန်းစစ်ပွဲတွင်ရုရှားဘက်ကကူညီတိုက်ခိုက်ပေးခဲ့ပြီးတည်ဆုံးခဲ့တဲ့မြက်ကိုရီးယားစစ်သားတွေအတွက်အထိမ့်အဆောက်အုံတစ်ခုကိုစတင်တည်ဆောက်နေပြီးဖြစ်တယ်လို့အော်တိုဘာ24ရက်နေ့မှာဖော်ပြခဲ့ပါတယ်။ အဲ့ဒီထိမှန်ဆောင်ဟိုမှာတပ်ပုံတွေတိုက်ပွဲကိုပုံဖော်ထားတဲ့အမှုပညာလက်ရာတွေအပါအဝင်ရုရှားအတွက်တိုက်ခိုက်ပေးခဲ့တဲ့မြောက်ကိုရီးယားစစ်တီတွေကိုရည်စူးတဲ့ဗဟုရုပ်တွေပါအဝင်မှာဖြစ်တယ်လို့ဆိုပါတယ်။တိုက်ခိုက်ရေးစွန့်ရည်ထိမှန်ပြတဲ့အဆောက်အုံကိုပြုံရဲမျိုးတော်မှာတည်ဆောက်နေတာဖြစ်ပြီးတော့အဲ့ဒီအဆောက်အုံတည်ဆောက်မှုရဲ့အုံမြင့်ချအခမ်းအနားကိုမြောက်ကိုရီးယားကားဆောင်ခင်ချုံအွန်နဲ့မြောက်ကိုရီးယားနိုင်ငံဆိုင်ရာရုရှားတပ်မတ်တို့တက်ရောက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီပြင်ရုရှားမှာတည်ဆောက်ခဲ့တဲ့မြောက်ကိုရီးယားစစ်တီတွေရဲ့မိသားစုဝင်တွေနဲ့မြောက်ကိုရီးယားအစိုးရနဲ့စစ်ဖက်အရာရှိတွေလည်းတက်ရောက်ခဲ့တယ်လို့သိရပါတယ်။ ရန်ကုန်ရရန်ခေါင်းဆောင်ကတော့ဒီပြတဲ့ဟာစစ်မှန်တဲ့မျိုးရှိပုံကိုယ်ရဲ့ထာဝရရှင်တန်နိုင်မှုကိုယူဆဖို့ပြတဲ့ထုတ်မြတ်ထားတဲ့နေရာဖြစ်တယ်လို့ပြောပြီးရန်ကုန်ရရန်ကရုရှားဘက်မှာအမြဲရှိနေတဲ့ခင်မင်မှုနဲ့စီးလုံးညင်းမှုကထာဝရတည်ရှိနေမှာဖြစ်တယ်လို့ဆိုသွားကြောင်းတွေ့ရပါတယ်။ရန်ကုန်ရရန်ကယူကရိန်းစစ်ပွဲတွင်ရုရှားကိုလက်နက်တွေထောက်ပံ့ခဲ့တယ်လို့တောင်းနေချီတဲ့မြန်မာပြည်ရဲ့စစ်သားတွေကိုလည်းစေလွတ်စစ်ကူပေးခဲ့ပြီးတော့မြန်မာပြည်ရဲ့စစ်သား600ခန့်တေဆုံးပြီးထောင်ချီတန်ရာရခဲ့တယ်လို့တောင်ကိုရီးယားဘက်ကတော့ပြောဆိုထားတာရှိပါတယ်။ ဒါပြင်အခုလက်တလုံးမှာတန်တမန်ရေးဆိုင်ရာအနေနဲ့မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဟာရုရှားသမ္မတဗလာဒီမီယာပူတင်နဲ့ခရမလင်နန်တို့မှာလာရောက်တွေ့ဆုံဆွေးနွေးခဲ့ကြပြီးတော့ဒီစည်းဝေးရဲ့အသေးစိတ်ချက်လက်တွေကိုထုတ်ပေါ်ပြောကြားမှုမရှိခဲ့ပေမဲ့မြောက်ကိုရီးယားခေါင်းဆောင်ကရုရှားရဲ့မြို့တော်မော်စကိုကိုလာရောက်ဖို့ဖြစ်နိုင်ခြင်းနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့တာဖြစ်နိုင်တယ်လို့ခန့်မှန်းမှုတွေထွက်ပေါ်ခဲ့ပါတယ်ရုရှားသမ္မတဗလာဒီမီယာပူတင်ကတွေ့ဆုံမှုအပြီးမှာ ရုရှားမြန်ကိုရီးယားဆက်ဆံရေးကတိုးတက်နေတယ်လို့ပြောခဲ့သလို Kremlin နန်းတော်မှာသူတို့ရဲ့ဆွေးနွေးပွဲတွင်အရာအလုံးဟာစီစဉ်တဲ့အတိုင်းဖြစ်နေတယ်လို့ Mr. Putin က Mrs. Cho ကိုပြောခဲ့ကြောင်းရုရှားသမ္မတရုံကဆိုပါတယ်။ American သမ္မတ Donald Trump ကသူ့ရဲ့အခြားခီးစဉ်မှာမြန်ကိုရီးယားကောင်းဆောင်အနေနဲ့သူနဲ့တွေ့ကြရင်တွေ့ဆုံမှုတကားဖွင့်ထားတယ်လို့ပြောထားခဲ့ပါသေးတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကတော့ American ရဲ့ Russia အပေါ်ရည်ရွယ်မှုနဲ့ပတ်သက်လို့ Russia ရဲ့တုံ့ပြန်စကားပါ ရမလင်ပြောရေးဆိုခွင့်ရှိသူဒီမီထရီပန်ရှ်ကော့ဖ်ကအောက်တိုဘာ26ရက်ကထုတ်ပြန်တဲ့ရုရှားတစ်ရုတ်တရက်ရဲ့သတင်းတော့ပေါ်ဗယ်ဇာရူဘင်နဲ့အင်တာဗျူးမှာရုရှားနိုင်ငံပေါ်ပိတ်ဆို့ရေးယူမှုအစ်စ်တရားအမေရိကန်နဲ့ဆက်ဆံရေးပြန်လည်ထူထောင်ဖို့ကြိုးပမ်းချက်တွေကိုရှုပ်ထွေးစေတယ်လို့ပြောခဲ့ပြီးတော့ဒီသတင်းဖတ်တွင်လုတ်ခဲ့တဲ့လုံဆောင်ချက်ကစိန်ကားတဲ့လောရတခုဖြစ်တဲ့နိုင်ငံဆက်ဆံရေးကိုပြန်လည်ထူထောင်ဖို့အလားအလာတွေကိုအမှန်တကယ်ထိခိုက်စေပေမဲ့လို့ဒါကနိုင်ငံဆက်ဆံရေးထူထောင်မှုရည်မှန်းချက်တွေကိုစွန့်လွတ်တဲ့ အဆင့်အထိတော့မဆိုလိုဘူးဆိုပြီးတော့စွန့်ဆိုင်ရာရေးယူပိတ်ဆို့မှုအစ်စ်တွေကိုညွန့်ပြောကြားခဲ့ကြအောင်တွေ့ရပါတယ်။ရုရှားနိုင်ငံအနေနဲ့အမေရိကန်အပါအဝင်နိုင်ငံအားလုံးနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်မှုကိုစိတ်ဝင်စားတယ်။ပူတင်ဟာယူကရိန်းပြည်ပခောက်ကိုဖြည့်ရှင်းဖို့ထရန့်ရဲ့ဆန္ဒရှိမှုကိုကျေးဇူးတင်ပေမဲ့ဒါဟာတညာတည်းနဲ့ဖြည့်ရှင်းလို့မရနိုင်ဘူးလို့မှတ်ချက်ပေးပြောကြားသွားခဲ့ပါတယ်။ရုရှားရဲ့အကြီးဆုံးရေနံကုမ္ပဏီနှစ်ခုဖြစ်တဲ့ Rosneft နဲ့ Lukoil တို့အပေါ်ကိုပိတ်ဆို့အရေးယူမှုတွေနဲ့ပတ်သက်လို့ American ဗန်နာရေးဝန်ကြီး Scott Bettsen က အော်တိုဘား22ရက်မှာကြီးညာခဲ့ပြီးတဲ့နောက်ချက်ချင်းအပြစ်ခတ်ရက်စဲဖို့တိုက်တွန်းခဲ့ပြီးအီမီရော်အနေနဲ့လိုအပ်ရင်နောက်ထပ်ရေးရုံမှုတွေပြုလုပ်ဖို့အသင့်ရှိတယ်လို့ပြောကြားသွားခဲ့ကြောင်းသိရပါတယ်။နောက်ထပ်ကြောင်းရတစ်ခုကတော့ဒါကစိတ်ဝင်စားစရာကြောင်းရလို့ပြောပါမယ်။ဖင်လန်ကန်ကွယ်ဝင်ကြီးရဲ့ရုရှားကိုချိန်မုံမှတရုတ်ကိုထိန်းချုပ်နိုင်မယ်လို့ပြောခဲ့တဲ့စကားဖြစ်ပါတယ်။ရုရှားနဲ့နယ်နိမိတ်ချင်းကီလိုမီတာ1300ကျော်ထိဆက်နေပြီးပူတင်ကိုဥရောပလုံခြုံရေးအတွက်ထားရချင်းချောက်မှုအဖြစ်ရှုမြင်ထားတဲ့ဖင်လန်နိုင်ငံရဲ့ ကဝေးဝင်ကြီးဟက်ကနင်က Guardian Australia နဲ့ Helsinki မှာရှိတဲ့ကဝေးဝင်ကြီးဌာနမှာပြုလုပ်တဲ့တွေ့ဆုံမေးမြန်းခန်းမှာ Australia အပါအဝင်ကမ္ဘာဒီမိုကရေစီမဟာမိတ်တွေအနေနဲ့လက်ရှိလမ်းကြောင်းအတိုင်းဆက်သွားဖို့တန်ထိတ်တန်ချထားတာကိုသမရရှီကျင်းပြင်သိရှိထားတဲ့ Ukraine ပေါ်ရုရှားရဲ့ကျူးကျော်စစ်ကိုအနိုင်ယူချေမှုန်းခြင်းဟာ Indo-Pacific ဒေသအတွင်းမှာတရုတ်ကိုထိန်းချုပ်ဟန်တားရမှာလွန်စွာအရေးပါတယ်။ Australia အပါအဝင်ဥရောပနဲ့ဒီမိုကရေစီမိတ်ဖက်နိုင်ငံတွေအနေနဲ့ ကမ္ဘာလုံးဆိုင်ရာအကျိုးဆက်တွေကိုရင်ဆိုင်တွန်းလှန်နေတယ်ဆိုပြီးသတိပေးပြောကြားသွားခဲ့တယ်လို့တွေ့ရပါတယ်။ရုရှားရေနံကုမ္ပဏီကြီးနှစ်ခုပေါ်ပိတ်ဆို့မှုအတွက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ဆုံးဖြတ်ချက်ကိုချီးကျူးခဲ့ပြီးဒါဟာဗလာဒီမီယာပူတင်ရဲ့သုံးနှစ်ကြာစစ်ပွဲကိုအမေရိကန်သမ္မတကစန့်ကျင်ကြောင်းပြတ်တဲ့လက္ခဏာတည်းရဲ့ဖြစ်တယ်လို့ဆိုသွားပါတယ်။အကြံဖတ်မှုကိုစန့်ကျင်တိုက်ဖြတ်တဲ့နေရာမှာပိုပြီးအားကောင်းခိုင်မာစွာပံ့ပိုးနေတယ်ဆိုတာတွေကိုပြတ်တရမှာဖြစ်ပြီးတော့ဒါဟာယူကရိန်းအတွက်တင်မဟုတ်ဘဲနဲ့အကြံဖတ်မှုကိုစန့်ကျင်ပြီး အကြံဖတ်မှုကိုဆန့်ကျင်တာစစ်ပွဲကိုဆန့်ကျင်တာဖြစ်တယ်ဒါဟာတရုတ်နဲ့အင်ဒိုပစိဖိတ်ဒေသအတွက်အချက်ပေးတယ်လည်းဖြစ်တယ်လို့ပြောကြားသွားခဲ့ကြအောင်တွေ့ရပါတယ်အဲ့ဒီမြန်ရုရှားစစ်ပွဲနဲ့စွန့်ရင်ပုံကုန်တွေပေါ်ပြင်းပြင်းထန်ထန်တန်ခတ်ပိတ်ဆို့တာယူကရိန်းကိုပို့ပြီးအားကောင်းတဲ့စစ်ရေးကူညီတွေပေးရတာဒရုန်းနဲ့ဒုံးကျည်စစ်ုံတွေကိုဖျက်ဆီးဖို့တာဝန်ပြည့်ဒုံးကျည်တွေအသုံးပြုတာစတဲ့စတဲ့မန်တိုင်းသုံးရချင်းခတ်မှုပုံစံနဲ့လှုပ်ဆောင်ရမှာဖြစ်တယ်လို့လည်းဆိုသွားပါတယ် အမေရိကန်သမ္မတ Trump ကတော့ရုရှားနိုင်ငံထဲမှာရှိနေတဲ့ပြစ်မှတ်တွေကိုတိုက်ခိုက်ဖို့ Ukraine ကို American ထုတ် Tomahawk Cruise ဒုံးကြီးတွေအုံပြုတ်ခွင့်ပေးဖို့ဖိအားပေးနေတာတွေကိုညှင်းဆန်ထားပါတယ်။ပြည်ထောင်စုကီယက်စတာမာကတာဝန်ပြစ်လက်နက်တွေအုံပြုတ်ခွင့်ပေးဖို့အောက်တိုဘာ24ရက်နေ့ကတောင်းဆိုခဲ့ပြီးမှ Trump ကအဲ့လက်နက်တွေကအင်မတန်ရှုပ်ထွေးပြီးနှစ်နှစ်ချီလေ့ကျင့်သင်ကြားဖို့လိုတယ်ဆိုပြီးတော့စော်ကတက်ထားတာဖြစ်ပါတယ်။ Hackening ကဆုံးဖြတ်ချက်ချဖြစ်ရှင်းတဲ့နေရာမှာအားနည်းချက်တစုံတရာရှိရင်တရုတ်ကပိုပြီးအတင့်ရဲလာနိုင်တယ်လို့ဆိုသွားပါတယ်။ ရုရှားဟာကိုပိုင်ရင်းမြစ်တစ်ခုတည်းနဲ့ဒီလိုစစ်ပွဲကိုဆက်ပြီးဆင်နွှဲနိုင်ရမှာရှိပဲနဲ့တရုတ်ကရုရှားကိုအများကြီးကူညီပေးနေတယ်။စွန့်ရင်ပို့ကုန်တွေကနေရုရှားစီးပွားရေးကိုကြားကန်ပေးနိုင်ဖို့ငွေကြေးအမြောက်များပံ့ပိုးပေးနေတဲ့အပြင်ဆက်လက်နဲ့ပစ္စည်းအစိတ်ပိုင်းနဲ့စက်မှုပူးပေါင်းဆောင်ရွက်မှုတွေအများကြီးပေးနေတာဖြစ်တယ်ဆိုပြီးဖင်လန်ကာကွယ်ဝင်ကြီးကပြောကြားသွားခဲ့တာကိုတွေ့ရပါတယ်။အခုကတော့လက်တလုံးနှစ်ဖက်တိုက်ခိုက်မှုတွေနဲ့စီးအချင်းတွေပါအော်ဒီဝါ23နဲ့24တုန်းကယူကရိန်းစစ်ဘက်ထောက်လိုင်း DIU ကအထူးစစ်စင်ရေးအဖွဲ့ဟာရုရှားရဲ့ နီဘိုရီရာစကန်တခုနဲ့ဘောက်ကလင်းပြစ်ဒုံးကျည်စနစ်တခုကိုဖျက်ဆီးလိုက်နိုင်တယ်ဆိုပြီးအတည်ပြုပြောကြားခဲ့ပါတယ်။ဖျက်ဆီးလိုက်တဲ့ရုရှားရဲ့လေကြောင်းကကွယ်စနစ်တွေကမြေပြင်ကနေဝင်ပြစ် Buck M3 ဒုံးကျည်စနစ်အတွက်အသုံးပြုတဲ့ဒုံးပြစ်လောင်ချာနဲ့ WL 119 Nibo SVU Radar Scan နှစ်ခုလိုဖြစ်တယ်လို့သိရပြီးတော့ Zaporizhia, Kherson နဲ့ Crimea ဒေသတွေမှာရှိနေတဲ့ပြစ်မှတ်တွေကို FPV drone တွေအသုံးပြုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ် အော်ဒီဝါ၂၅ရက်နေ့မှာယူကရိန်းလက်ရေးစင် drone တပ်ဖွဲ့ကရုရှားအနောက်ပိုင်းမှာရှိနေတဲ့ရေလုံတမန်တစ်ခုကိုတိုက်ခိုက်ခဲ့ပြီးစေရီစိမ့်ထွက်မှုဖြစ်ပေါ်ခဲ့တာကြောင့်ဒေသခံတွေအနေနဲ့ဘီလို့ရရွှေ့ပြောင်းမှုရုရှားတာဝန်ရှိသူတွေကတိုက်တွန်းခဲ့ရတယ်ဆိုပြီးယူကရိန်းကပြောကြားသွားပါတယ်။တိုက်ခိုက်မှုကိုအမှတ်တရယူကရိန်းမောင်းသူမဲယင်တပ်ဖွဲ့ USF ကစစ်သည်တွေကလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ USF တမူ Robert Megrabrovdi ကအော်ဒီဝါ၂၆ရက်မှာဒီပြုတ်ခဲ့ပါတယ်။ဘယ်လ်ဂရော့ရေလုံတမန်ဟာအကွဲမှုရှိသွားခဲ့တယ်လို့သိရပါတယ်။ ပဲခိုက်တာခံရပြီးတဲ့နောက်10ရင်းမျက်နှာပြင်ဟာ100စင်တီမီတာကကျော့ကျသွားခဲ့တယ်စစ်စင်းနာမည်က Hack in the Hack in their dam ဖြစ်ပြီးတော့ဆရာဆူဆူရွာထိခိုက်သွားခဲ့တယ်လို့ရုရှားထောက်လိုင်းရေးကပြောခဲ့ကြောင်းတမူဘရော့ဖ်ဒီကသူ့ရဲ့ Facebook လူမှုမီဒီယာမှာရေးသားခဲ့ပါတယ်အော်တို့က26ရက်ညပိုင်းမှာမော်စကိုကိုယူကရိန်းက drone နဲ့တိုက်ခိုက်ခဲ့ပြီးတော့သတင်းမှတုံ တံပြန်ရေးနဲ့ရုရှားမီဒီယာစင်တာရဲ့အကြီးအကဲအန်ဒရီကိုဗလန်ကိုကတော့မြို့နှက်ပောက်ကွဲတံတွေကြားရတယ်မော်စကိုကိုဒရုန်းနဲ့တိုက်ခိုက်ခံရတာဖြစ်တယ်လို့အချင်းချုပ်ရေးသားခဲ့ပေမယ့်အသေးစိတ်ဖော်ပြမှုတော့မရှိခဲ့ပါဘူးယူကရိန်းဒရုန်းတစ်စင်းကထမ်းမြေဆောင်ကိုတိုက်ခိုက်ခဲ့တယ်လို့ရုရှား channel တွေကရေးသားခဲ့ပြီးတော့မော်စကိုမြို့တော်ဝန်စာဂေးဆိုဗရနင်ကရုရှားလက်ရောက်ကောက်ဝေးစနစ်တွေကဒရုန်းတိုက်ခိုက်မှုတွေကိုအောင်မြင်စွာတွန်းလှန်နိုင်ခဲ့တယ်လို့ပြောကြားသွားခဲ့ပါတယ်ရုရှားတပ်တွေဟာယူကရိန်းရဲ့အခိုင်အမာခံစစ်မြို့တွေခံစစ်မြို့တွေဖြစ်တဲ့ ဖိုခရော့ဖ်နဲ့မနိုဂရက်နှစ်မျိုးတွဲကိုဝိုင်းပက်ပိတ်ဆို့မှုတွေကိုတင်းတင်းကြပ်ကြပ်ပြုလုပ်နေခဲ့ပါတယ်ယူကရိန်းသမ္မတဇလန်စကီကတော့မဟာဗျူဟာကျတဲ့ဖိုခရော့ဖ်မြို့ကိုရုရှားတပ်ဖွဲ့တွေကခြေကုပ်ယူသွားနိုင်ခဲ့တယ်လို့ဝန်ခံထားပါတယ်တပ်သားဦးရဲ့ရှစ်ဆတစ်ဆတိကွာဟာလုံးနေတာကြောင့်မလို့အဲ့ဒီပမာဏကိုယူကရိန်းကလိုက်မမီနိုင်ဘူးလို့သူကဆိုသွားခဲ့တယ်လို့လည်းတည်ရပါတယ်ရုရှားကအဲ့ဒီမြို့ကိုနှစ်နှစ်ကြာထိုးစစ်ဆင်နေခဲ့တာဖြစ်ပြီးတော့ထိန်းချုပ်နိုင်ခဲ့မှဆိုရင်အရှိတ်ဆက်စစ်မနာစီကိုထောက်ပံ့ရင်းနဲ့တေပို့အတွက် အင်အားဖြစ်တဲ့ပေးနိုင်မှာဖြစ်တယ်လို့ Dundex data တစ်ခုလုံးတင်ပိုက်နိုင်မှုအခြေအနေကောင်းသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။အခုဒီသတင်းကလည်းစိတ်ဝင်စားစရာကောင်းတဲ့သတင်းတစ်ခုဖြစ်ပါတယ်။ဒီနေ့မျှဝေမှုရဲ့နောက်ဆုံးအကြောင်းအရာလည်းဖြစ်ပါတယ်။ဒါက Russia Ukraine စစ်ကိုကြိုတင်ခန့်မှန်းခဲ့သူရဲ့ဒီချိန်သတိပေးခန့်မှန်းမှုကဘာလဲဆိုတာပါ။ဒသနပညာရှင် Victoria Hotse က2015တုန်းကကြိုတင်ခန့်မှန်းချက်တည်းထုတ်ပြန်ခဲ့တဲ့နေရာမှာယုံကြည်သူအနေချင်းသာရှိခဲ့ပါတယ်။ ဲ့ဒီခမန်းချက်ကဘာလဲဆိုတော့ယူကရိန်းကိုရုရှားကဒင်းပြစ်ကျူးကျော်စစ်ဆင်နွှဲမယ်ဆိုတဲ့အနေနဲ့ရှိချောင်းသတိပေးချက်ပါအဲ့ဒီတော့ကျူးကျော်မှုတိုက်ခိုက်မှုဝင်ရောက်သိမ်းပိုက်မှုဖြစ်တဲ့အချိန်ဟာ2022ဆိုတဲ့အခါကျတော့ခုနှစ်ကြိုတင်သတိပေးခဲ့တယ်လို့ပြောရမှာဖြစ်ပါတယ်အခုတော့စင်မြင့်သုတေသနအသင်း Notre Dame Institute for Advanced Study တီထောင်သူဒေါက်တာဟိုဆေးကသတိပေးချက်အတိတ်ရထပ်မံထုတ်ပြန်လာခဲ့ပြန်ပါတယ် ဲ့ဒါကတော့ Russian Ukraine စစ်ပွဲတိုးပြီးအချိန်ပြင်းထန်လာနေတာကြောင့်မလို့မြောက် Atlantic စာချုပ်အဖွဲ့ NATO ဟာပြိုလဲသွားနိုင်တယ်ဆိုတဲ့သတိပေးချက်ပါ American သမ္မတဆိုသူကစီးမြင်နေတဲ့ပတ်သက်ရင်ကနာမငိန်ကူသူ့ကိုအားထားဖို့ဆိုတာစိတ်တုံးချထားလို့မရဘူးအခုနေအနာဂတ်မှာသူဘာလုပ်မယ်ဆိုတာဘယ်သူမှမသိဘူး American သား NATO ကထွက်သွားရင် NATO ပြိုကွဲသွားလိမ့်မယ်လို့ Boston College မှာပြီးခဲ့တဲ့ကြာသပတေးနေ့ဆွေးနွေးပွဲမှာဟိုဆေးကပြောသွားခဲ့ပါတယ် ရုရှားကနောက်ထပ်ရင်စားမှုတွေဆက်ပြီးလှုပ်ဆောင်မလားဆိုတဲ့မေးခွန်းကမကြခင်အဖြစ်ပေါ်လာမယ်လို့ဟိုစေးကဆိုပါတယ်။နီတိုကဒီပြဿနာကိုဖြေရှင်းမယ်ဖြေရှင်းလိမ့်မယ်လို့ပြောဖို့ကနှုံချလာပါတယ်။နီတိုမဖြေရှင်းနိုင်ပါဘူးတက်နိုင်မှာမဟုတ်ပါဘူးလို့ဟိုစေးကပြောခဲ့ကြောင်းသိရပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့ရုရှား-ယူကရိန်းနီတိုပြိပက္ခဆိုင်ရာသတင်းများအကြောင်းအရာများမျှဝေခြင်းအပိုင်း45ကတော့ဒီမျှပဲဖြစ်ပါတယ်ဗျ။ကျွန်တော်တို့ရဲ့မျှဝေမှုတွေကိုနားဆင်ပေးနေတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။